ဟုတ်ကဲ့ကျွန်တော်ယခုအိုးစီတောင်ရဲ့နောက်ခံသမိုင်းကြောင်းကိုအချင်းကျုပ်ပြောပြပေးမှဖြစ်ပါလေခင်ဗျာအိုးစီတောင်ဟာဆိုရင်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးကလောသွာကားလမ်းမကြီးပေးရှိမြင်းကားရွာအနီးမှာတည်ရှိပါလေခင်ဗျာအမီရင်းနဲ့ဒန်ယာကြီးလာအရာတောင်ပေါ်တွင်ရှေးဟောင်းဖျားပစ္စည်းများသို့မဟုတ်ဂူဘိမ့်မဲ့အသွင်း၌ ိုးစီဟုခေါ်သော ရှီအောင်ပစ္စည်းတစ်ခုကို တွေးရှိခဲ့ရမှအိုးစီတောင်ဟုအမိတွင်လာကြောင်းဒေသခံတို့၏အဆိုအရသိရှိရပါတယ်။ဖျားတောင်ပေါ်တွင်ရာဇမှုနှင့်ဇေဒီတော်မြတ်ကြီးနှင့် ကတ္တဗဖျားကို တီထားကိုဝတ်ထားကြပြီးတမိုင်းကျောင်းရဲ့အဓိကအမွေနှင့်မှဆိုရင်ချစ်ခင်မင်းသားပါဖြစ်သောစောမွန်လဘရင်က တီထားကိုဝတ်ခဲ့တဲ့သည်ဟုဒေသခံတမိုင်းများကဖော်ပြပါတယ်။ ရာဇမှုနှင့်ပွဲအမိရာဇမှုနီသည် မင်းတို့၏တင်ညာရှိယဟန်ဟုသောအဓိပ္ပာယ်ကိုဆောင်ပြီးဇေဒီကြီးညက်မှုနှင့် တက်ဆိုင်သူမင်း၏ဖုံးတကိုးကိုညှင်းညွှန်းပါれဇေဒီအခန်းခန္ဓာအနေနဲ့ဤဇေဒီသည်ဒေဒကံရှန်တနုတောင်ရုပ်ပဟုတ်တိုင်းသားများ အထုကိုးကွယ်သည့်တကိုးကြီးဇေဒီတစုဖြစ်ပြီးဖျားပူးများ အမျက်စီကားလေးရှိပါတယ်ကတဗဖရာလှန်ကူဖရာလို့ခေါ်တဲ့ဒီဖရာတီရှိပုံကတော့အိုးစီတောင်ရဲ့တနေရာတွင် ကတဗဖရာလှန်ကူဖရာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်သမိုင်းဆက်ဆက်မှုရကတဗဖရာသည်မြက်စွာဖရာရှင်ဤတဝကကြီးတပါးဖြစ်တဲ့မဟာကတဗမထေရနှင့်သက်ဆိုင်သောအမတ်တရဖရာဖြစ်နိုင်တယ်လို့ရှေးဟောင်းလှန်ကူတင်နေရာတွင် ပူဇော်ထားသောစင်နူတော်ဖြစ်နိုင်တယ်လို့ဆိုရိုးစကားရှိကြပါတယ်။နေရီဘာသာရေးအေးပါပုံရအိုးစီတောင်သည်ရှမ်းစီနယ်တောင်ပိုင်းရှိတမိုင်းဝင်ဖျားဘူးနေစင်ရအနက်တစ်ခုအပါဝင်ဖြစ်ပြီးတောင်ပေါ်မှမြင်ရသောရှမ်းကုန်းနေစင်ဤရှုခင်းများကြောင့်လဲစိတ်ဝင်စားစရာ အလွန်ကောင်းလာပါတယ်။ဒေသခံများကရာဇာမှုနှင့်ဇေဒီတော်သည်အခါကြီးရကြီးများတွင် ချွေတောင်ကြီးတစ်ခုလုံးတောက်ပါလေးရှိသည်ဟုယုံကြည်ကြပါတယ်။အကျဉ်းအောင်ကျောအားဖြင့်ပြောပြရမယ်ဆိုရင်ကလောမျိုးနယ်ငင်းကရွာရှိအိုးစီတောင်ဒီစောမှုလဘရင်တီထားခဲ့သောတမိုင်းဝင်ရာဇမှုနှင့်ဇေဒီတော်မြတ်ကြီးနှင့်တသက်ပဖရာတို့တည်ရှိရနေရာဖြစ်ပြီးဒီတန်တရားတိုင်းသားများ၏ဘာသာရေးယုံကြည်မှုအမွေအနှစ်တစ်ခုဖြစ်ပါတယ်။အိုးစီတောင်ငင်းကရွာ ရာဇမှုနဲ့ဇေဒီတော်ကြီးပွဲတော်များမှာဆိုရင်အစင်းကြီးပါတယ်ဒေတာကတိုင်းသားများကြီးထူးကြီးညိုကိုးကွယ်ရာဘုရားဖြစ်သည့်အားလျော်စွာနှစ်စဉ်ပွဲတော်များကိုလည်းစီကားတိုင်းရဲစွာကျင်းပလေရှိကြပါတယ်ဗုဒ္ဓပူဇိနီးယရိုးရပွဲတော်ကျင်းပခြင်းကတော့မြန်မာနှစ်ဆန်တရနေ့တကြံကာလအပြီးဝင်းကျင်တွင်အဓိကထားကျင်းပလေရှိကြပါတယ်ပွဲတော်၏အနှစ်သာရအနေဖြင့်နှစ်တစ်ကိုကြိုဆိုတော်အားဖြင့် ဖျားဒါရဲကားများရွာသူရွာသားများနဲ့ဖျားမှုဧည့်သည်များစုပေါင်းပြီးဖျားအားပူဇော်ပွဲများတရားနာယူခြင်းများပြုလုပ်ကြပါတယ်။အချို့သောနှစ်များတွင်ဇေဒီတော်ဤထီးတော်တင်ပွဲသို့မဟုတ်ချွေထီးတော်အစ်စ်လဲလဲပွဲများကိုလည်းပွဲသောကာလနှင့်ပေါင်းစပ်၍ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ကြသည်ဟုမှတ်တမ်းများအရသိရှိရပါတယ်။ကသိန်တင်ငန်းစက်ကလှူဒန်းပွဲများကိုလည်း နှစ်စဉ်ကျင်းပလေရှိရာကျင်းပချိန်ကတော့ဒတင်းကျော်လမဒဇောင်မောင်းလာအထိကျင်းပသည့်ကတိန်ဘွဲကာလအတွင်းဖြစ်ပါတယ်အဒီကအစီအစဉ်ကဇေဒီတော်နှင့်၎င်း၏ပြဝင်ကြီးတန်ဃာတော်များကိုရည်စွေး၍အလူဒါနာများကတိန်တင်ငန်းများဆက်ကက်လူတန်းကျင်းများပြုလုပ်ကြပါတယ်ဤကာလသည်တောင်ကြီးမြို့နှင့်ကလောမြို့တို့တွင်ဖျားပွဲများစီကားသည့်အချိန်လက်ဖြစ်ပါတယ် ရိုးရမီးပုံးစံတို့မဟုတ်ရိုးရပွဲလန်းသပင်စရာကျင်းမကျင်ရတော့အချိုးသောနှင်းများတွင်တဆောင်မုံလားသည့်နေဝင်းကျင်တွင် ဒေသကံရိုးရမီးပုံးစံွယ်ငင်များဒေသကံတိုင်းနာတနုပိုးတို့ရိုးရအကအလဖြော်ပြေပွဲများကိုဇေဒီတော်အနီးပြလဝင်တွင်ကျင်းမလေးရှိကြပါသည်ဖျားပွဲတော်များသည့်ဒေသကံတို့၏အစီအစဉ်နှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍နှစ်စဉ်ရဲ့ရွှေပြောင်းမှုသို့မဟုတ်ပွဲအကြီးအသေးကွာခြားမှုရှိနိုင်ပါတယ်။အ धिक အားဖြင့်မြန်မာနှစ်ဆန်းကာလတွင်ကျင်းပသည့်ဘုရားပူဇနီးယပွဲတော်သည်အစီကားဆုံးဖြစ်ပါလေခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်ရဲ့တင်ဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျာ။ ုညာအနေဖြင့်ကျွန်တော်ဤတင်ဆက်မှုကိုပြန်လည်ကြားလိုက်မယ်လို့ညွှန်လင့်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကနေအကျိုးတင်ဆက်တွေရရှိခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe မလို့ရသေးဘူး subscribe လေးလုပ်သွားပေးဖို့နဲ့လိုက်ရန် share လေးပြုလုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ကိုဆုံးထိကြည့်ယူပေးသည့်အတွက်ကျေးဇူးထူးတင်ရှိပါတယ်ဝိစုညအနေဖြင့်တီးချင်သားများရှိမှဆိုရင်ကျွန်တော်ရဲ့ကွန်မန်ဘတ်ကိုရေးသွားပေးပါခင်ဗျာ။ ya les obligaba